အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ16ရက်နေ့ရက်မော်လပိုင်းချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူ့ဘောင်းကိုဒေါ်လာနေသက်ပါလို့နှုတ်ခွန်းဆက်တာပါခင်ဗျာအဲ့တော့ဒီကနေ့မှာပထမဆုံးနားဆင်ရမယ့်သတင်းကတော့ကြောက်ဖြူကိုတက်ပြောင်းလာတဲ့ခမရ211ကဒုတက်ရင်မူဘုံမူဝင်းတပ်စနိုက်ပါပစ်ကတ်ခံရပြီးတော့သေဆုံးသွားပြီလို့သိရပါပါတယ်အဲ့တော့အေအေနဲ့တိုက်ပွဲတွေတွင်မှာစစ်မှုတန်းတပ်သားအစ်အများပြသေဆုံးပြီးတော့စစ်သားယာနဲ့ချီပြီးတော့ လက်နက်ချအညံ့ခံတာတွေလည်းတွေ့ရှိရတယ်လို့သိရပါတယ်အဲ့တော့ဒီသတင်းနဲ့ကျွန်တော်တို့စတင်ရအောင်ပါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကိုအပြောင်းရွှေ့ဖြစ်နေရာယူတိုးပြီးတော့ပြောင်းရွှေ့လာတဲ့ခမရ231ကဒုတယမှုဘမှုဝန်တန်ဟာတယမှုတို့ဒီတိုင်းမှုအဖြစ်နဲ့အပြောင်းရွှေ့သတင်းပို့ပြီးအပြန်ရခိုင်တပ်တော် AA ကပြစ်ခတ်တဲ့စနိုက်ပါကြီးထိပြီးတော့တင်ဆုံသွားခဲ့ကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့စီရီယံဘိုကြီးစင်ရော်ကပြောဆိုထားပါတယ်ခင်ဗျာမြကြီးနားခြေဆိုင် ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကဘုံမှုဝန်တပ်ဟာဥသိအရာရှိဒုတိယရန် CAA2 အဖြစ်ကနေတာဝန်ထမ်းဆောင်နေရကနေမေလ26ရက်နေ့မှာကြောက်ပြူမှာရှိတဲ့တိုင်ရင်းကိုလေကြောင်းခရီးစဉ်နဲ့ပြောင်းရွှေ့လာရသူဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့တော့ဒီဘုံမှုကမြကြီးနာမပါခါကနေဥသိအရာရှိဒုတိယရန် CAA2 ကနေ26ရက်နေ့ငါးလာကနေငါးလာပိုင်း26ရက်နေ့မှာစပြီးတော့ပြောင်းလာခဲ့တာပြောင်းပြီးပြီးချင်းလေရင်ကြုံတဲ့တခါတည်းကြောက်ဖြူရောက်တယ် တရင်မှုစခန်းတိုင်းတဲ့စီကိုသွားပြီးတော့တရင်မှုကိုသတင်းပို့တယ်သတင်းပို့ပြီးပြန်လာမှာစနိုက်ပါထိပ်ပြီးတော့တေသွားတာဆိုပြီးဘူကြီးစင်ရော်ကအခြေအနေကိုပြောပြပါတယ်ခင်ဗျာဟိုလက်တလုံးပါတော့တက်သတင်းရင်းမြစ်တရဲ့အဆိုအရကြောက်ဖြူမြို့နယ်တိုက်ပွဲမှာအေအေကအသာစီးရနေပြီးစစ်ရှုံးကောင်စီတပ်ဘက်ကတေဆုံးမှုတွေများပြားနေကြောင်းတေဆုံးသူတွေမှာစစ်မှုရန်တပ်သားတစ်တွေအများပြားပါဝင်နေပြီးစစ်မှုရန်ဗတ်စင်6နဲ့10ကတပ်သားတစ်အများပြားတေဆုံးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ အဲ့တော့ကြောက်ပြူမြို့နယ်တိုက်ပွဲမှာစစ်တပ်ဘက်ကလက်နက်ချအလင်းဝင်သူတွေလည်းဇက်တိုက်ရှိနေပြီးတော့ဒီလက်နက်ချအလင်းဝင်သူယာနဲ့ချီပြီးတော့ရှိနေတယ်လို့အေးသတင်းရင်းမြစ်တချို့ရဲ့အဆိုအရကျွန်တော်တို့သိရှိရပါတယ်အဲ့တော့ဒီမှာဘုံမူးဝင်းတက်သတင်းကိုသတင်းကြရရုံနဲ့အားမရတဲ့အခါမှာသူ့ရဲ့ရက်လက်ဆုံးသွတ်တရားတရားတော်နာဖိတ်ကြွားလာကိုငငယ်ကဆယ်ကျော်သက်အရွယ်ကရတဲ့ရည်စားစာလို့ဒစိမ့်စိမ့်ဖတ်နေတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဒီထဲမှာတော့ပြည့်စုံရေးထားပါတယ် မကွေးတိုင်းဒေသကြီးထီလင်းမြို့နယ်အိုင်မကျေးရွာနေဥထေးလွင်ဒေါ်ထွေးကြီးတို့ရဲ့တာကြီးရာဝီတိုင်းဒေသကြီးဒေဒီယံမြို့နယ်ချောင်းပြကျေးရွာနေဦးဝင်းဦးဒေါ်ဆန်းဆန်းမြင့်ခေါ်ဒေါ်စာတို့ရဲ့တမတ်အဲအဲ့ဒီမှာအမှတ်221ချင်းမြတ်တရင်ကကွဲလွန်သူဒုတိယတရင်မူဘုံမူဝင်းတက်အသက်39နှစ်39နှစ်ဆိုတာအရွယ်ကောင်းပဲရှိသေးတယ်အဲ့ရက်လေစွန်းသွတ်တရားတော်နာဆိုပြီးတော့ဖိတ်ကြားလွာတဆောင်လေးတွေ့ရှိထားပါပါခင်ဗျာ ဒါပထမဆုံးကျွန်တော်တို့တွေ့ရတဲ့တရင်ကောင်းတစ်ပုတ်ပါအဲ့တော့နောက်ထပ်တရင်ကတော့တော်လန်ရေးတက်ဖွဲ့တွေကို PDF တွေကိုမနက်လာမလာညနေလာမလာဆိုပြီးတချင်းဆိုပြီးတော့လှောင်ပြောင်ခဲ့တဲ့အုပ်ချုပ်ရေးမှုအဖွဲ့ကျုံပြော်ကနေထွက်ပြေးဖို့စီစဉ်နေပြီလို့သိရပါဗါတယ်အဲ့တော့လောင်လုံးကလောင်ပြီးတော့ဘာကူမှပြေးဖို့ကြံတာလေเนาะသူတို့လည်းကြတော့เนาะပြေးဖို့ပြင်းနေပြီတဲ့ Every time ကျုံပြော်မြို့နယ်တွင်းကိုခုရက်ပိုင်းအတွင်းမှာစစ်ရှုံးကောင်စီတက်တယ် တက်ဆုပ်ပြေးလာတဲ့အတွက်ရဲတပ်ဖွဲ့ဝင်အရာရှိတချို့နဲ့အုပ်ချုပ်ရေးမှူးတွေကြုံပြော်ကနေထွက်ပြေးဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ရေချင်မြို့နယ်အမြောက်တပ်အမတ344အမြောက်တပ်ကလက်နက်ကြီးတွေပြီးခဲ့တဲ့ကျွန်12ရက်နေ့မှာဒီကြုံပြော်ခလာရ36ကိုပြောင်းရွှေ့ထားပြီးတော့စစ်ကြောင်းကောင်စီတက်ဖွဲ့ဝင်အချို့ကပါတက်ဆုပ်ပြေးလာတဲ့အတွက်ကြုံပြော်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေကဒီပိုင်ဆိုင်မှုတွေကိုတင်းစီပြီးကိုလို့ယုံထွက်ပြေးဖို့စီစဉ်မှုတွေရှိနေကြောင်းဒေသခံထံကနေသိရပါတယ်။ အဲ့တော့အယာရီတိုင်းသားတွေလည်းမကြမီမှာအလုံးလိုက်အရင်လိုက်တလိုင်းပြီးတလိုင်းပြန်လာမဲ့လိမ့်လာမဲ့လိုင်းလုံးကြားမှာအခုတော့အရင်တော့စိန်ခေါ်ထားတဲ့အုပ်ကြီးတွေအခုတော့ပြေးဖို့အတွက်ပြင်နေတယ်ဆိုတဲ့သတင်းမှာလက်နဲ့ကြီးတဲ့နေကြားရင်မကြောက်ကြဘူးကြောင်းတက်နေတဲ့ကလေးတွေကိုလည်းမိဘတွေအနေနဲ့အထိတ်တက်လန့်ဖြစ်အောင်လာမခေါ်ကြဘူးစစ်တပ်ကအစည်းအဝေးခေါ်ပြီးတော့ပြောတယ်ဒါပေမဲ့ ုပ်ချုပ်ရေးမှုအဖွဲ့တွေကတော့ပြေးဖို့လုံနေကြတယ်ဆိုပြီးကျုံပြော်ဒေတာခန့်တို့ကအခြေအနေကိုပြောပြပါဗါတယ်။တော်လိုင်းတပ်ဖွဲ့တွေကိုမနှက်လာမလားညံ့နေရောက်မလားဆိုပြီးတချင်းဆိုပြီးတော့လောင်ပြောင်ခဲ့တဲ့အုပ်ချုပ်ရေးမှုနယ်အဖွဲ့ဟာကျုံပြော်ကိုဒီစီရင်တွေရောက်ရှိလာမှာကိုစိုးရင်ပြီးတိုက်ပွဲတွေရောက်ရှိလာမှာကိုစိုးရင်ပြီးထပ်ပြစ်ဖို့စီစဉ်နေတာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရတာပါ။ကျုံပြော်မြို့နယ်စီမံအုပ်ချုပ်ရေးပိုင်းကဘုံမူးနေအောင်ကဒီအုပ်ချုပ်ရေးမှုတွေကိုအခုဘက်တွင်မှာစစ်မှုထမ်းတပ်သားတပ်တွေစုဆောင်ပေးဖို့ ဖိအားပေးနေပေမဲ့ဦးကျွေးမှုနဲ့ဖွဲ့တွေကပြေးဖို့သာစီစဉ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာဒါကတော့အာချောင်မိတဲ့အုပ်ကြီးတွေရဲ့လက်တလောဖြစ်နေတဲ့လှုပ်လှုပ်ရွရွသတင်းတွေဖြစ်ပါတယ်နောက်ထပ် သတင်းတစ်ပုဒ်ကိုကျွန်တော်တို့ဆက်ကြည့်ရအောင်ပါဒီသတင်းကတော့မူဆယ်105မိုင်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲကထိ ंछ ုပ်ပြီးတော့အခွန်ကောက်ခံနေမှုကိုမရောက်နိုင်တဲ့ဗိုလ်ချုပ်တွေကမကျေနပ်ဒီကျေနပ်မှုမရှိပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဘာမှလုပ်လို့မရဘူးဆိုပြီးတော့သတင်းထွက်ပေါ်လာပါတယ် မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွယ်ကတိမ့်ပိုက်ထားတဲ့မူဆယ်105မိုင်ကုံသွယ်ရေးစုံမှာအခုကောက်ခံနေမှုကိုဒီမေအောင်လိုင်းတဲ့ဗိုလ်ချုပ်တွေကခြေနှက်မှုမရှိပေမဲ့တရုတ်ဖီအားကြောင့်မေအောင်လိုင်းတဲ့ဗိုလ်ချုပ်တွေကဘာမှလုပ်လို့မရကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုတာကိုတွေ့မြင်ရပါတယ်တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့စစ်ရုံးကောင်စီကကိုကက် MNDA နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေး သဘောတူညီခဲ့ရမှာလာရှုမျိုးအပါအဝင် MNDA ကတင်ပိုက်ထားတဲ့နေမည်တချို့ကိုပြန်လည်ပေးအပ်ရေး MNDA ရဲ့ထိုးစစ်တွေရပ်တန့်ရေးရောက်ရှိလာတဲ့နေရာမှာအပြစ်ခတ်တွေရက်ဆက်ပြီးတော့နေသက်ကုံတွေပြန်လည်ဖွင့်လှစ်ရေးအကြောင်းအရာတွေပါဝင်ခဲ့ကြောင်းဆွေးနွေးမှုတွေမှာ MNDA ကတင်ပိုက်ထားတဲ့မူဆယ်105မိုင်ကုံတွေစုံပါဝင်နေမည်တွေကိုဆစ်ရှုံးကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေမလုပ်ဖို့လည်းပါဝင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဒါကတော့ဒုတိယတွေ့ရတဲ့သတင်းတစ်ပုဒ်ပါ အဲ့တော့သဘောတူညီတဲ့အထဲမှာနေသက်ကုံသွေးရေးပြန်ဖွင့်နိုင်ဖို့အတွက်တနတ်တန်မပေါက်ဖို့နဲ့ပြစ်ကတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်စလုံးကလုံးဝမလုပ်ဖို့ဆိုတာပါပါတယ်။မူဆယ်တရား၅မိုင်မှာတစ်ဖက်ကအကုံကောက်တာကိုတက်မတော်ကကြီးကြီးပြပြသဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူး။ကြီးကြီးနက်နက်နဲ့ခွင့်ပြုထားတာမျိုးဟုတ်မနေဘူး။ဒါပေမဲ့ဘာမှသွားလုပ်လို့မရတဲ့အခြေအနေမျိုးလို့နားလည်ပါတယ်ဆိုပြီးနေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကလည်းအခြေအနေကိုသုံးသပ်ပြီးတော့ပြောဆိုပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တော်တော်ထူးဆန်းတဲ့သတင်းပါတနတ်တရားနဲ့ သေဆုံးနေပြီဆိုပြီးတော့ယူဆရတဲ့မျိုးသားတအုပ်ဟာတကြူဖို့ပြုလုပ်နေရတာကနေအသက်ပြန်ရှင်လာတယ်လို့သိရပါဗျ။ကချင်ပြည်နယ်ဖားကံမြို့နယ်လုံငင်းကျေးရွာမှာဂျော်လာ၁၄ရက်နေ့ကတနက်တန်ရနဲ့ဒီသေဆုံးသွားပြီလို့ယူဆရသူတအုပ်ကိုဒေသခံတွေကတကြူပေးဖို့ပြင်နေချိန်မှာအသက်ပြန်ရှင်လာပြီးတော့ငုတ်တုတ်ထထိုင်ခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရှိရပါဗျ။အဲ့တော့ဥကောင်းနဲ့ကြောဘတ်တနက်တန်ရထိမှန်ထားတဲ့အမျိုးသားတအုပ်ကိုလုံငင်းကျေးရွာထမင်းဆိုင်လမ်းကြားထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး တည်ဆုံးပြီလို့ယူဆလို့ညနေပိုင်းမှာသကြိုးဖို့ပြင်နေချိန်မှာတည်ဆုံးတာမဟုတ်ဘဲနဲ့အသက်ပြင်ရှင်လာတာတရိရတာလို့တရိရလာတာလို့သိရပါတယ်။သွေးတွေနဲ့လဲကြနေတာလုံးဝအလောင်းကြီးပါ။ညနေမီးသကြိုးဖို့လုံနေချင်းအသက်ရှင်လာတာသူ့ကိုတဲကြတော့နှလုံးကမခုံတော့ပါဘူး။အေးနေပါပြီ။ပြင်ရှင်လာတာထူးဆန်းတယ်ဆိုပြီးမျက်မြင်တွေ့ရှိသူဒေတာခန်တို့ကပြောဆိုပါတယ်ခင်ဗျာ။အဲ့တော့တည်ဆုံးပြီလို့ယူဆတဲ့သူဟာဘယ်သူပဲဝါဖြစ်ကြောင်းနဲ့ ်ဘယ်သူကပြစ်ခတ်သွားတယ်ဆိုတာကိုမေးမြန်းနေကြတယ်လို့သိရပြီးခေါင်းနဲ့ကြောဘက်ကတနတ်တန်ရာရခဲ့ပြီးမှမသိဘဲနဲ့အသက်ပြန်ရှင်လာတာကလည်းထူးဆန်းနေတယ်လို့သိရပါတယ်ခင်ဗျာစချုပ်ကောင်စီကလမ်းမေးမှာအရက်တောင်းနေတဲ့သူတွေကိုလည်းပြစ်တက်သွားသေးတယ်အခုအသက်ပြန်ရှင်လာတဲ့သူကိုလည်းသူတို့ကပြစ်တာနေမယ်သူတို့မေးနေကြတယ်ခေါင်းကိုလည်းတနတ်မှန်ထားတဲ့အရာရှိတယ်တွစ်ထက်မလွန်လို့မတည်တာလားမတည်ဘူးလို့ဒေသခံတယောက်ကပြောပါတယ်ခင်ဗျာဆချုံကောင်စီကမေလ28ရက်နေ့ကနေဒီဖားကမြို့ကို စစ်ကြောင်းထိုးပြီးစစ်ကြောင်းတစ်လျှောက်မှာတွေ့ရတဲ့သူတွေကိုတရက်နဲ့ပြစ်ခတ်တပ်ဖြတ်တာတွေလုပ်နေပြီးပြီးခဲ့တဲ့ဂျွန်လာ၁၄ရက်ဒီအဲ့ဒီနေ့ကလည်းကြောင်မြတ်ကုမ္ပဏီတစ်ခုကဆိုင်ယနေရနဲ့စက်ကြီးတွေကိုမီးရှို့ဖျက်ဆီးခဲ့တာကိုကျွန်တော်ရုပ်သံဖိုင်တင်နေတကွာတွေ့မြင်ရပါသေးတယ်ခင်ဗျာဟိုနိုင်ငံတကာသတင်းတွေဘက်မှာတော့အီရန်ခေါင်းဆောင်ကိုရှင်းမဲ့အစ္စရေးရဲ့အစီအစဉ်ကိုထရန့်ကကန့်ကွက်ခဲ့တယ်လို့အမေရိကန်ယာရှိတွေကပြောဆိုလာတာကိုတွေ့ရပါတယ်အီရန်ရဲ့နိုင်ငံအုပ်ချုပ် ရာဒိုလာအလီခါမင်နီကိုအစ္စရေးကတုတ်တင်ရှင်းလင်းမဲ့အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသဘောမတူခဲ့ကြောင်းအမေရိကန်သတင်းမြစ်နှစ်ခုက ပြောတယ်လို့ CNN ကဖော်ပြထားပါတယ်။အစ္စရေးဟာအီရန်ကောင်းဆောင်ကိုတုတ်တင်မှုအခွင့်အရေးရခဲ့ကြောင်းစီနီယာအမေရိကန်ရာရှိတဦးကသတင်းအပတ်ကုန်ဒီသတင်းပတ်ကုန်လုံးက CNN ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ကအစ္စရေးကိုဆက်သွယ်ခဲ့ပြီးအဲ့ဒီအစီအစဉ်ကိုထရန့်ကသဘောမတူကြောင်းပြောခဲ့တဲ့အတွက်အကောင့်ထဲမှာဖော်ဖြစ်ခဲ့ဘူးလို့သိရပါတယ်။ ထရန့်ဟာစစ်ပွဲရှင်ရော့စေလိုပြီးအရှိလက်ပိုင်းပြိပက္ခနဲ့ဒီမညိအောင်သတိထားနေကသူ့ပါတီရဲ့ပြောင်းလဲနေတဲ့နိုင်ငံရေးပေါ်အလိုက်သင့်လှုပ်ရှားလျက်ရှိနေတယ်လို့ဆိုပါတယ်။အီရန်ခေါင်းဆောင်ကိုရှင်းပြမဲ့ကိစ္စနဲ့ပတ်သက်ပြီး Fox News ရဲ့မင်းပြန့်ချက်ပေါ် Israel ညိချုပ် Benjamin Netanyahu ကညင်းဆိုသလိုသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းဒါကသတင်းမှသာဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်။ထရန့်ဟာအရှိလက်ပိုင်းမှာဒီမတိမငြိမ်ပို့ပြီးတော့ဖြစ်စေနိုင်တဲ့ကာလရှိကြပြိပက္ခတွေကိုရှောင်ရှားလိုပေမဲ့ American ရဲ့ စီရေးပံ့ပိုးမှုဟာအစ္စရေးရဲ့ရည်မှန်းချက်တွေကိုမြန်မြန်ပြည့်အောင်ကူညီရရောက်နေတယ်ဆိုပြီးဆိုရအဖွဲ့ဝင်တို့ကယူဆနေကြပါတယ်။ထရဟာရှေ့လေပိုင်းမှာမတီးမငိန်ပို့ပြီးတော့ဖြစ်စင်နိုင်တဲ့ကာလရှည်ကြပြိပတ်ခါကိုရှောင်ရှားလိုပေမဲ့အမေရိကန်ရဲ့စီရေးပံ့ပိုးမှုဟာဒီအစ္စရေးရဲ့ရည်မှန်းချက်တွေကိုပြည့်မြောက်စေဖို့အတွက်ကူညီနေတယ်ဆိုပြီးတော့အဖွဲ့ဝင်တို့ကလည်းယူဆနေကြောင်းကိုသိရပါတယ်။ထရကဒီပြိပတ်ခါမှာကျွန်တော်မပါပါဘူး။ ဝင်ပါဖို့ဖြစ်လာနိုင်ပေမဲ့အခုတော့မပါသေးပါဘူးဆိုပြီး ABC သတင်းဌာနကိုတနင်္ဂနွေနေ့ကပြောကြားခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။ထရန့်ကပြိပကအဆုံးသက်တင်ကြောင်းနဲ့အခုသတင်းတစ်ပတ်ကုန်မှာအီမန်နဲ့ဒီအိုမန်နဲ့ဒီအမေရိကန်နဲ့အီရန်အရာရှိတွေကြားမှာဆွေးနွေးပွဲကိုဖြတ်သိမ်းလိုက်ပေမဲ့အီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကိုတားမြစ်တဲ့စစ်ဆန်ကြီးနိုင်ရေးသဘောတူညီချက်ကိုမျှော်လင့်နေစေဖြစ်ကြောင်းစနေနေ့ကလူမှုမီဒီယာမှာရေးသားထားတာကိုတွေ့မြင်ရပါတယ်ခင်ဗျာ။ ဟုတ်ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ပိုင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းတွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆေးအာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းပြည်စင်နေတဲ့အတူကျွန်တော်တို့နေ့လည်ကင်းညနေကင်းညကင်းနေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းလေလေဝဲတွေဒီမှာမိသားစုမျိုးများနေတဲ့ဖက်ပြီးကိန်းဆောင်လာမျိုးတော်တဲ့ဖြစ် ဖတ်ပြီးရတယ်လူခုလူဝေးပြုတ်ချင်တာမပြုတ်ကြဘူးတိုက်တယ်လို့ဟောပါလေခင်ဗျာလူဝေးနေတဲ့လူကမဆိုင်ဆိုင်နေရချေပြီးနေမှာကိုယ်ကခင်ဗျာကိုယ်ကညာတင်းမှာဒါမခံနိုင်ကြဘူးမိသားရခင်ဟပ်ပါလေခင်ဗျာကိုယ့်အဖေလမ်းကောင်းတစ်ချက်ပြီးခဲ့ခင်းနိုင်လူကောင်းတစ်ချက်ဆက်ထားရလူရသားကိုကိုယ်မင်းလာချင်းကြည့်ရှင်ခင်ဗျာမပြုတ်ဖို့ကိုလေမိသားရခင်တိုက်တွန်းလို့ဆိုအပ်ပါလေခင်ဗျာ ဒါပေမဲ့ဒီကဒီလူကြီးများအနေနဲ့လူတွေရဲ့အိမ်တွေထဲမှာပုံစံချင်းနဲ့ဂုံချင်းနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ်။အိမ်တိုင်းအိမ်တိုင်းမှာပုံစံချင်းနဲ့ဂုံချင်းတွေသူပေးထားကြလို့အခုအပြည့်လို့ရပါတယ်ခင်ဗျာ။ဒါကြောင့်မလို့လူကြီးရဲ့အိမ်တွေထဲမှာလေဒါအဲ့ဒီမှာကာဝေနိုင်ရဲ့အတွက်ဘုန်းဘုရားကြီးကရောင်ကြီးများမဖြစ်မနေစတဲ့သူပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုလည်း ်ချင်းကြော်ကြီး favorite ဒီတော်စုအတွက်အသက်သွေးပေးစမြည်ကောင်းကိုစီထဲရွက်ချမည်စာနာကူညီပေးမှာထောက်ရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီးပြီးတက်တီဒီစာကြီးရန်သူအာနာယူမြာချေမုံမြင့်ချက်ကြီးမြန်ပညာနဲ့ဆွဲပြန်ကြည့်ရုံစီသည်ပါမတိ ာတီဒီလူလူအပေါင်းပြီးစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ဆွမ်းအတူညီစူးစမ်းပြတ်ကြော်မြည်ဖေရီပြည်တော်စုအတွက်အသက်သွေးပေးဆက်မြည်တာဝန်ကိုစီထမ်းရကြမြည်စာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစာကြီးရန်သူအားလားယူမြခြေမုံမြည်ချင်မြည်မြန်ပညာနဲ့ဆွဲပြည့်မြည်ယုံကြည်သည်ပါမတိ Sateja, Petribute Sati, Ilubaldi, Sandapiani, Mengenobo Tuxitani.